။ MNO နဲ့စကားပြောပြီးမှသွေးအနာကပ်ကိုခုလိုပဲဆုံးဖြတ်လိုက်တဲ့ကော်ဘီမိုင်နူ။ပရိသတ်များအားလုံးမိလာပါဗျာ။မန်ချက်တာဖောအဆုံကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်။မန်ယူကျဲဝေးကော်ဘီမိုင်နူကတော့မန်ယူနဲ့စာချုပ်တဲ့ချုပ်ဆိုပေါ်အတွက်အစမပြေဖြစ်နေခဲ့ပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းတုန်းက MNO နဲ့နှစ်ယောက်သားတွေ့ဆုံစကားပြောခဲ့ပြီးမှမိုင်နုကသူ့ရဲ့အနာဂတ်ကိုပြပြတသားနဲ့ဆုံးဖြတ်ချက်ချလိုက်ပြီလေဖြစ်ပါရင် MNO နဲ့စကားပြောဆိုခဲ့ပြီးမှမိုင်နုကကျွန်တော်ရဲ့လက်ရှိပါဝင်ခြင်းမှာအောင်မြင်နိုင်မှုအတွက်ဆင်အားထက်သန်နေပါပြီလို့မှတ်ချက်ပြုပြောကြားလာခဲ့ပါရင်ဒါမှမိုင်နုကမန်ယူမှာပဲဆက်ရှိနေမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါရင် မိုင်းနုရဲ့မန်ယူမှာဆက်ရှိနေဖို့ဆုံးဖြတ်ချက်ဟာအသင်းနဲ့သူ့ရဲ့အနာဂတ်အတွက်အရေးပါတဲ့အလှည့်ပြောင်းတစ်ခုပါ MOR နဲ့တွဲဆောင်ဆွေးနွေးမှုတွေကသူ့ရဲ့ဆင်အားထက်သန်မှုကိုပြသခဲ့ပြီးမိုင်းနုအနေနဲ့ဒီလူငယ်ကစားမတွေကိုဘောပို့ပြီးအသင်းကိုပြန်လည်တည်ဆောက်ဖို့ရည်မှန်းထားတာထင်ရှားစေပါတယ်မန်နူကလည်းရှိမှာမန်ယူနဲ့2028ခုနှစ်တည်းစာချုပ်တက်တန်းကျန်ရှိထားပြီးအသင်းကနောက်ထပ်တနှစ်တက်တန်းတိုးဖို့ရွေးချယ်ခွင့်လည်းရှိပါသေးတယ်။ဒါပေမဲ့သူရဲ့ထိုးကြတဲ့စွမ်းဆောင်ရည်ကြောင့်မန်ယူဟာမိုင်နူကိုပုံမတက်တန်းရှိတဲ့စာချုပ်သေးတရက်နဲ့ချုပ်ဆိုဖို့စီစဉ်နေပါသေးတယ်။ အမော်ရီနဲ့စကားပြောဆိုဆွေးနွေးမှုအပြင်မှာမိုင်းနုကကျွန်တော်ရဲ့လက်ရှိပါဝင်ခြင်းမှာအောင်မြင်နိုင်မှုဆေးရထက်တန်နေပါပြီလို့ပြောခဲ့တာကသူ့ရဲ့မိုင်းနုအဖို့အသက်စာရှိမှုနဲ့အတင်းမှာဆက်လက်ကစားဖို့ဆန္ဒရှိတာကိုဖော်ပြနေပါတယ်။မိုင်းနုရဲ့ဆန်းဆောင်ရီကဥရောပထိပ်တန်းကလပ်တွေဖြစ်ကြတဲ့ဘာစီလိုနာ၊ရီယယ်မက်ဒရစ်နဲ့ချဲလ်စီတို့ရဲ့အာယုံဆိုင်မှုကိုရရှိထားပါတယ်။ဒါကြောင့်မိုင်းနုအနေနဲ့မိုင်းနုကိုဆက်ထိန်ချဖို့စာချုပ်အသင်းနဲ့သူ့ရဲ့လာစာကိုတွန်းပြင်ပေးဖို့ရည်ရှိပါတယ်။လက်ရှိသတင်းတွေအရမိုင်းနုဟာမိုင်းနုရဲ့လာစာကိုတစ်ပတ်ကို1000ကနေ3000ကနေတိတိကျကျတွန်းပြင်ပြီး တတန်းရှိစာချုပ်တစ်ခုချုပ်ဆိုဖို့အတွက်ဆွေးနွေးနေတယ်လို့သိရပါတယ်။ MRN နဲ့မိုင်းနုတို့ရဲ့ဆွေးနွေးမှုကစာချုပ်တဲ့အတွက်အပြုသဘောဆောင်တဲ့တက္ကနာတစ်ခုဖြစ်ပြီးသူရဲ့ဆေးရထက်တန်မှုကိုထည့်သွင်းစဉ်းစားရင်လာမယ့်လပိုင်းလောက်မှာစာချုပ်တဲ့ချုပ်ဆိုနိုင်ဖို့လားလာများပါတယ်။မိုင်းရဲ့ဗန္ဒိုင်းပိုင်းဆိုင်ရာစီးပင်းနေနဲ့ MRN ရဲ့အသင်းပြန်လည်တည်ဆောက်မှုစီစဉ်နေကြလဲဒီလုပ်ငန်းစဉ်ကိုအရှိန်မြင့်တင်ပေးနိုင်ပါတယ်။ MRN ကမိုင်းနုကိုမန်ယူရဲ့အသင်းပြန်လည်တည်ဆောက်မှုမှာဘိုးပုတ်ကိုတူအဖြစ်မြင်ထားပါတယ်။သူရဲ့နိပြတက်တဲ့မှာလူငယ်စားမတွေကိုဦးစားပေးပြီးအလားအလာရှိတဲ့စားမတွေကိုပုံဖော်တက်တဲ့နိပြတယောက်ဖြစ်တာကြောင့် မိုင်းနုရဲ့စွမ်းရည်နဲ့အသင်းပေါ်တက်ဆာရှိမှုကို MRI ကအရန်ကိုတန်ဖိုးထားပါတယ်။မိုင်းနုက2023-2024ရာသီမှာမန်ယူအတွက်ပရီးမီးယားလိပွဲစဉ်24ပွဲကစားခဲ့ပြီးဂိုးသုံးဂိုးနဲ့ဖန်တီးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။အပိပလာဘိုလိုပွဲဖြစ်တဲ့မန်စီးတီးကိုနိုင်ရခဲ့တဲ့ပွဲမှာသူ့ရဲ့ဂိုးကအဓိကခန့်ကန်တာကနေပါဝင်ခဲ့ပါတယ်။ ။မိုင်နွေရဲ့ကွင်းလယ်မှာဘောလုံးထင်းချုံတိုင်းမှုဖီးယားအောက်မှာအေးစင်ကစားနိုင်မှုနဲ့နီဘူးကာရညံရင်ထက်မြက်မှုတွေဟာအမ်ပိုရင်ရဲ့၃လ၃ကစားအကွက်မှာအဓိကခန်းကဏ္ဍကနေပါဝင်နိုင်စေပါတယ်။အသက်၂၀ဆသာရှိသေးတဲ့မိုင်နွေဟာမိုင်နွေရဲ့အကယ်ဒမီကနေထွက်ပေါ်လာတဲ့ကစားမတယောက်ဖြစ်ပြီးအသင်းရဲ့သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုကိုနားလည်သူပါ။ဒါကအမ်ပိုရင်ရဲ့အသင်းပြန်လည်တည်ဆောက်မှုမှာအရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။အမ်ပိုရင်ကမိုင်နွေကိုမိုင်နွေရဲ့အနာဂတ်အသင်းကောင်းဆောင်ဖြစ်လဲရှုမြင်ထားပြီး သူ့ကိုအတင်းရဲ့အဓိကကစားမအဖြစ်ပုံပေါ်ဖို့ရည်ရထားပါတယ်။နိုင်ငံအမိုရီယယ်လက်အောက်မှာပေါ်ပေါ်နီးစနစ်ကြတဲ့ကစားပုံကိုဖန်တီးနိုင်မှုရည်ရထားပါတယ်။မိုင်တွင်းရဲ့ကွင်းလယ်ထိန်းချုပ်မှုနဲ့အတင်းရဲ့တိုက်စစ်နဲ့ခန်းစေကြောင်းချိတ်ဆက်မှုကိုပုံမခိုင်ပါစေပြီးထိန်းသိအတင်းနေနဲ့ရှင်းပြရမှာအဓိကအခန်းကဏ္ဍကနေပါဝင်နိုင်ပါတယ်။ဒါပေမဲ့ပရီးမီးယားလိဂ်ဆိုကလာကတော့မန်စီးတီးအာဆင်နယ်တို့လိုအတင်းနေနဲ့ရှင်းပြရမှာမို့မိုင်နူးတယောက်တည်းမဟုတ်ပဲအတင်းတင်းလုံးရဲ့စွမ်းဆောင်ရည်ပေါ်မှာမူတည်ပါလိမ့်မယ်။တန်းနဲ့ထက်တုံးကအဖေ့ပလာရခဲ့တော့ကမိုင်နူးပြခဲ့တဲ့စွမ်းဆောင်ရည်ကသူ့မှာဖိအားများတဲ့ပွဲတွေမှာထူးချွန်နိုင်တဲ့အရေးချင်းတွေရှိတယ်ဆိုတာကိုတတ်သိပြနေပါတယ်။ တစ်ချက်ရှိတာကမိုင်နူးဟာပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာဒဏ်ရာကြောင့်ပွဲစဉ်တစ်ချို့ကိုလဲချော်ခဲ့ရတာကစိုးရိမ်စရာပါသူရဲ့ကြမ်းခိုင်မှုကိုထိန်းသိမ်းနိုင်ဖို့ရည်ကြည်ပါတယ်မိုင်နူးကမိုင်ယူမှာဆက်ရှိနေရင်ကွင်းလယ်ကိုခိုင်မာစေပြီးတော့အသင်းရဲ့လူငယ်စွမ်းအားနဲ့ရင်းရှင်အောင်မြင်မှုကိုဖန်တီးနိုင်ပါတယ်အမ်မိုနီယာနေပြားမှုနဲ့သူရဲ့စွမ်းအင်တွေကိုပေါင်းဆက်ရင်လာမယ့်ရာသီမှာဖလားတစ်လုံးလုံးကတော့ရယူနိုင်ခြေရှိနေပါတယ်ချုပ်မင်းပြောမယ်ဆိုရင်တော့မိုင်နူးရဲ့မိုင်ယူမှာဆက်ရှိနေဖို့ဆုံးဖြတ်ချက်ဟာအသင်းအတွက်အပြစ်သဘောဆောင်တဲ့လက်ပြောင်းတစ်ခုပါ ် MOD နဲ့ဆွေးနွေးမှုတွေဟာသူ့ရဲ့စင်အားထက်သန်မှုကိုပြသခဲ့ပြီးမယုန်နေနဲ့မကြာခင်စာချုပ်အသေးတစ်ခုချုပ်ဆိုနိုင်ဖို့အလားအလာများနေတယ်လို့ထင်မြင်ယူဆမိပါတယ်ပရိသတ်များအနေနဲ့ကရောမယုန်မှာမိုင်းနိုဆက်ရှိနေမဲ့အပေါ်မှာဘယ်လိုများထင်မြင်ယူဆမိကြပါသလဲပြောပြခဲ့လို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Channel ကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ